ဂလင်ဘေးတဲ့အကြီးကျယ်ခန်းစားခဲ့ရတဲ့မန္တလေးမြို့နယ်စကိုင်းမြို့မှာအခြေခံပညာကျောင်းတွေကိုစိုးစုကပုံမှန်နှစ်တွေအတိုင်းပြန်ဖွဲ့ခိုင်းကကျောင်းသားတွေကိုလည်းကျောင်းစတက်ခိုင်းနေပြီလို့မြို့ကန်တွေက MP ကိုပြောပါရယ်မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ဂလင်ကျောင်းမန္တလေးနယ်စကိုင်းမြို့မှာရှိတဲ့ကျောင်းတွေထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့ကပြန်လည်ပြုပြင်တည်ဆောက်နိုင်ခြင်းမရှိသေးပေမဲ့နှစ်စဉ်ကျောင်းဖွင့်ရဖြစ်တဲ့ဇွန်လအစမှာပဲစိုးစုကကျောင်းတွေအားလုံးကိုပြန်ဖွင့်လိုက်တာပါ မန္တလေးမှာရှိတဲ့ကျောင်းတွေကိုပြန်ဖွင့်ရမှာငလင်ကျောင်းစာသင်ကျောင်းအဆောက်အုံတွေပျက်စီးမှုရှိခဲ့တဲ့ကျောင်းတွေမှာတော့စာသင်ကျောင်းမလုံလောက်လို့ကျောင်းတက်ချိန်ကိုမနက်ပိုင်းနဲ့နေ့လယ်ပိုင်းနှစ်ချိန်ခွဲပြီးတော့ဖွင့်လှစ်သင်ကြားနေတာပါတချိန်တည်းမှာပဲမန္တလေးမြို့ပေါ်ကတချို့စာသင်ကျောင်းတွေမှာတက္ကသိုလ်ဝင်စာပွဲပြက်လက်ဖြစ်ဆိုရမယ် grade 12ကျောင်းသားတွေလည်းရှိနေပါတယ်မင်းတွေတက္ကသိုလ်မီးလောင်ရာမှာစာမွေးအဖြေလွှားတွေမီးထဲပါသွားလို့ဆိုပြီးမင်းအောင်လိုင်းကအာနာပြက်က စာမေးပွဲပြန်ဖြေခိုင်းလို့သခိုင်းကချင်နဲ့မန္တလေးတိုင်းကចောင်းသား8000ကျော်လောက်စာမေးပွဲပြန်ဖြေရမှာ ဖြစ်ပါတယ်။ဇော်စုကအဲ့ဒီစာမေးပွဲပြန်ဖြေရမဲ့ចောင်းသားတွေကိုចောင်းတဲ့ခေါ်ညာအိတ်နေခိုင်းကဆရာဆရာမတွေကိုစာတင်ခိုင်းပြီးစာမေးပွဲကိုဇွန်လ16ရက်မှာဖြေခိုင်းမယ်လို့ဆိုပါတယ်။မန္တလေးမြို့မှာကျောင်းတွေပြန်ခွင်နိုင်ဖို့ကျောင်းဝင်းတွေတဲ့လာရောက်ခိုလိုနေထိုင်တဲ့ငလင်ဘေးတည်ပြည်သူတွေကိုစုပ်စုကနေရာပြောင်းရွှေ့ကအခုလိုရတဲ့နေနဲ့ကျောင်းတွေပြန်ခွင်လာဖြစ်ပါတယ်။